သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျကျွန်တော်တို့သတင်းချန်နယ်မှဒီကနေ့ match လ23ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျမအူဇွန်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ဂန်ကောနန်ခချေးရွာစီကံကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျင်းမှုကြောင့်ဆရာဝန်ကြီးဒေါက်တာမြဆိုးအောင်ကိုဝန်ဆောင်ဇနီးတဲ့ဒေါ်ခိုင်နှင်းဝင်နဲ့တားငယ်အပါဝင်ပြည်သူ၁၁ဦးတေဆုံးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ် မကွေးတိုင်းကံကောမြို့နယ်နန်းခါချေးရွာစီပီကန်ကိုအကျန်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရမှာဆရာဝန်ကြီးဒေါက်တာမြဆုအောင်ကိုဝန်ဆောင်ဇနီးတဲ့ဒေါ်ခိုင်နင်းဝေနဲ့တားငယ်အပါဝင်ပြည်သူ၁၂ဦးသေဆုံးခဲ့ရကြောင်းရောအလင်းတမ်းမှကိုပါကောင်းကပြောကြားပါတယ်။ယမန်နေ့မက်ရှလ22ရက်နေ့နနက်8:38နာရီမိနစ်အချိန်မှာကံကောမြို့နယ်နန်းခါချေးရွာစီပီကန်ကိုအကျန်းဖက်စစ်ကောင်စီရဲ့မိတ္တီလာလေတပ်မှတက်လာတဲ့ Jet Fighter တစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာ စီကံအတွင်စေဝါကုသပေးနေတဲ့ကောဝန်ဆောင်ဇနီးတဲ့ဆရာဝန်ကြီးမိသားစု၃ဦးအပါအဝင်စီကံကိုလာရောက်ပြသနေကြတဲ့ပြည်သူ၈ဦးစုစုပေါင်းပြည်သူ၁၁ဦးတေဆုံးက၆ဦးတန်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဆရာဝန်ကြီးဇနီးကကောဝန်ကြီးနဲ့ဆုံးသွားတာဆရာဝန်ကြီးရဲ့ကောဝန်ဆောင်ဇနီးတဲ့မိသားစုလိုက်၃ဦးပဲစီကံလာပြတဲ့ပြည်သူကလည်း၈ဦးတည်တယ်။ဒါကအလောင်းတွေ့ထားတာပဲရှိသေးတာ။တည်တဲ့အထဲမှာကလေးငယ်၅ယောက်ပါတယ်။ ီအရေးတွက်ထက်မပိုဘူးလို့ပြောလို့တော့မရနိုင်သေးဘူးလို့ရောအလင်းတန်းမှကိုပါကောင်းကပြောကြပါတယ်။လေရင်နဲ့ဘုံကျဲခံရတဲ့အတွက်စီပေကန်မီးလောင်ပျက်စီးခဲ့ရပြီးအနီးနားမှာရှိတဲ့အိမ်များမှာလည်းပြိုကျပျက်စီးခဲ့ကြကြောင်းသိရပါတယ်။နန်ခါချီရွာကိုအကျန်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအပြစ်မဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတပ်ဖြတ်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ယောဒေတာမှာ2025ခုနှစ်မတ်လအတွင်းစစ်တပ်က၄ချောင်းနဲ့ဘုံကျဲတိုက်ခိုက်တပ်ဖြတ်မှုကြောင့်ကံရွာမှာအပြစ်မဲ့ပြည်သူ၄ဦးမေတ္တာ၁၀ပေါ်တူဦးတိလင်းမြို့မှာပြည်သူ၄ဦးနဲ့ယခုနန်းခါရွာ၄ချောင်းတိုက်ခိုက်မှုမှာပြည်သူ၁၁ဦးစုစုပေါင်းအပြစ်မဲ့ပြည်သူ၂၀ဦးသေဆုံးကလူဦးရေ၄၀နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပဲခူးတိုင်းမှာ AA PDF ရှုတ်ချပွဲနဲ့စစ်တပ်ထောက်ခံပွဲပြုလုပ်ရန်စစ်ကောင်စီကပြည်သူတွေကိုချင်းချောက်ဆင့်ခေါ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပဲကိုတိုင်းတာယာဝရခိုင်မှာရှိတဲ့မြို့နယ်တချို့မှာအကြမ်းဖက်စစ်တပ်က AA နဲ့ PDF ရှုတ်ချပွဲနဲ့စစ်တပ်ထောက်ခံပွဲပြုလုပ်ဖို့ကြေးရွာတွေကိုဝင်ရောက်စီးနှင်းပြီးတအိမ်ကိုတအူးတက်ရောက်ရမယ်လို့ချိန်ချောင်းနေပြီးပြည်သူတွေတင်းရှောင်နေရကြောင်းဒေသခံပြည်သူများကပြောဆိုပါတယ်မတ်လနဲ့ဧပြီလအတွင်းမှာတာယာဝရခိုင်အတွင်းမှာရှိတဲ့မြို့နယ်တချို့မှာအကြမ်းဖက်စစ်တပ်ကထောက်ခံပွဲပြုလုပ်ဖို့လူစုစောင်းနိုင်ခြင်းမရှိသေးတာကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကကြေးရွာတွေကိုဝင်ရောက်စီးနှင်းပြီးတအိမ်ကိုတအူးနှုံတက်ရောက်ရမယ်လို့လိုက်လံချိန်ချောက်ပြောဆိုနေခြင်းဖြစ်ကြောင်းသိရပါတယ် အကြံပတ်စစ်တပ်ကကြေးရွာတွေကိုဝင်ရောက်စီးနှင်းစင်မှာပြည်သူတွေကလူငယ်တွေကိုလာရောက်ပေါ်တာဆွဲဖမ်းဆီးတယ်လို့ထင်မှတ်ပြီးထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ကြောင်းအကြံပတ်စစ်တပ်ကပြည်သူတွေထောက်ခံပွဲလာရောက်ခြင်းမရှိပါကစစ်မှုထမ်းဥပဒေနဲ့ချင်းချောက်ချင်းတနက်ပြချင်းချောက်ချင်းများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။လက်ရှိအချိန်မှာအကြံပတ်စစ်တပ်ဟာပဲခူးနဲ့ရခိုင်အဆက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင်းတိကျတိဆုံးမှုများပြနေပြီးစစ်ကောင်စီတပ်သားတွေကလည်းစိတ်သက်ကြဆင်းနေတဲ့အတွက် ပြည်သူများကစစ်တပ်ကိုထောက်ခံမှုအပြည့်အဝရှိကြောင်းပြသနိုင်ဖို့ခွန်အားပေးနိုင်ရန်အတွက်ဟုဆိုကာအကြမ်းဖက်စစ်တပ်ထောက်ခံသူတွေကတက်တောက်ခံပွဲပြုလုပ်ဖို့ဥဆောင်စီစဉ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။အခုတရင်ကြတာကဒီလာတဲ့ကျင်းပမယ်ဆိုပြီးပြောနေတယ်။မင်းလာမျိုးပေါ်မှာလုံမယ်ဆိုပြီးသိရတယ်။တခြားမျိုးတွေမှာလည်းအဲ့လိုလုံမယ်တရင်တွေကြားနေရတယ်။စစ်ခွေးတွေကမင်းလာမျိုးနယ်တဲ့ကကရင်ပင်ရွာနဲ့ကရင်တအိမ်ရွာကိုဝင်ရောက်စီးနှင်းပြီးတအိမ်တယောက်မဖြစ်မနေဆန္ဒပြပွဲလိုက်ကြဖို့လက်နက်ပြချင်းချောက်က စစ်မှုထမ်းဥပဒေနဲ့ချိန်ချောက်တာတွေလှုပ်ဆောင်သွားတယ်လို့သိရပါတယ်။နောက်ပြီးမိုးညိုဘက်ကရွာတွေကိုလည်းအဲ့လိုဝင်ရောက်စီးနှင်တာတွေရှိတယ်လို့သိရတယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်ကပြောဆိုပါတယ်။အဲ့ဒီလိုတက်တောက်ခံပွဲတွေပြုတ်လောက်ပါကတော်လန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်မိကိုစိုးရင်၍အရဲဝက်လက်နက်ကင်များကိုလည်းအကြမ်းဖက်စစ်တပ်ကထားရှိရန်စီစဉ်နေကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့58ကြိမ်မြောက်ပုံမှန်လူအခွင့်အရေးကောင်စီအစည်းအဝေးမြန်မာနိုင်ငံအပါဝင်ခွင့်မပြုမှုအပေါ်စစ်ကောင်စီဒေါသထွက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။58ကြိမ်မြောက် ပုံမှန်လူအခွင့်အရေးကောင်စီအစည်းအဝေးကာလအတွင်းမှာ2025ခုနှစ်မတ်လ16ရက်နေ့နဲ့20ရက်နေ့တွေမှာဒုတိယအကြိမ်မြန်မာနိုင်ငံဆိုင်ရာအပြန်အလှန်ဆွေးနွေးပွဲကိုစစ်ကောင်စီအုပ်ချုပ်တဲ့မြန်မာနိုင်ငံကိုပါဝင်ခွင့်မပြုဘဲကျင်းပပြုလုပ်ခဲ့ခြင်းပေါ်စစ်ကောင်စီကဒေါသတကြီးတုံ့ပြန်ပြောဆိုမှုထွက်လာပါတယ်။58ကြိမ်မြောက်ပုံမှန်လူအခွင့်အရေးကောင်စီအစည်းအဝေးမှာမြန်မာနိုင်ငံလူအခွင့်အရေးအခြေအနေဆိုင်ရာအထူးစီရင်ခံစာတင်သွင်းဆိုသူနဲ့အပြန်အလှန်ဆွေးနွေးခြင်းပေါ်မြန်မာနိုင်ငံရဲ့ထုတ်ပြန်ချက်ဆိုပြီး စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကမတ်လ20ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကမတ်လ20ရက်ကထုတ်ပြန်ကြမှာ58ကြိမ်မြောက်ပုံမှန်လူ့အခွင့်အရေးကောင်စီအစည်းအဝေးကာလအတွင်း2025ခုနှစ်မတ်လ19ရက်နေ့နဲ့20ရက်နေ့တွေမှာဒုတိယအကြိမ်မြန်မာနိုင်ငံဆိုင်ရာအပြန်အလှန်ဆွေးနွေးပွဲကိုတက်ဆိုင်ရာနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကိုပါဝင်ခွင့်မပြုဘဲမြန်မာနိုင်ငံလူ့အခွင့်အရေးချိန်ညှိဆိုင်ရာအထူးစီရင်ခံစာတင်သွင်းဆိုသူနဲ့ကျင်းပပြုလုပ်ခဲ့ကြောင်းအထူးစီရင်ခံစာတင်သွင်းသူဆိုသူသည် မြန်မာနိုင်ငံအားအဖွဲ့ဝင်နိုင်ငံများကမြေကဲသို့ဆက်ဆံတဲ့နီကိုအမိန်ပေးပိုင်ခွင့်မရှိသောကြောင့်၎င်းရဲ့တင်ပြမှုအကြံပြုချက်များနဲ့အစီရင်ခံစာတစ်ခုလုံးကိုအစိုးရကပြင်းထန်စွာပယ်ချကြောင်းဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့ရဲ့တိုက်ခိုက်မှုတွေပြင်းထန်လာခြင်းကြောင့်လုံခြုံရေးအခြေအနေအရစိုးရိမ်ရတဲ့အတွက်မြန်မာအစိုးရကနိုင်ငံတကာအဖွဲ့အစည်းတွေကိုရွှေ့ပြောင်းနေရာချထားမှုများကိုကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းအစိုးရကရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ပြည်တွင်းနေရဲစွန့်ခွာသူတွေအတွက်စံတန်ချိန်2500ကျော်ကိုဖြန့်ဝေပေးခဲ့ကြောင်း UNDP ရဲ့အစီရင်ခံစာမှာရခိုင်ပြည်နယ်မှာအငက်ဘေးကပ်စိုက်လာတဲ့ကြောင်းဖော်ပြပါရှိရာ UNDP အနေနဲ့အချက်အလက်ကောက်ယူရမှာမြည်သည့်သူတေသနနီးစနစ်ကိုအတုံးပြုတ်ခဲ့၍ရင်းအစီရင်ခံစာကိုပြုစုခဲ့သည့်ကိုရှင်းလင်းစီလိုကြောင်းစသဖြင့်ဖော်ပြထားပါတယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နေမည်စိုးမိုးမှုကိုထိပါဖို့ကြိုးပမ်းမှုမှန်သမျှကိုတိခံမီမဟုတ်ကြောင်းစစ်ကောင်စီကတတိပေးပြောဆိုလိုက်ပါတယ် မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နေပြည်တော်စွန့်မှုတွေကိုထိပါဖို့ကြိုးပမ်းမှုမှန်သမျှကိုတိုက်ခတ်မည်မဟုတ်ကြောင်းမြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးစီရင်ခံစာတင်သွင်းသူဆိုသူကိုတတိပေးလိုကြောင်းဖော်ပြထားတာကိုလည်းတွေ့ရပါတယ်မြန်မာနိုင်ငံဟာစာနယ်ရိက္ခာပူလုံမှုရှိသောနိုင်ငံဖြစ်ပြီးနှစ်စဉ်ပြည်ပကိုစံတန်ချိန်1.5တန်းတင်ပို့လျက်ရှိကြောင်းတို့ရမှာအနောက်နိုင်ငံတချို့ရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြောင့်စားတောက်ကုန်ဈေးနှုန်းတွေမြင့်တက်လာမှုကိုကြုံတွေ့နေရတာလို့စစ်ကောင်စီကဆိုပါတယ် နိုင်ငံတချို့နဲ့ကုလသမဂ္ဂရဲ့လုတ်ပိုင်권အနှင်းခံထားရသူတွေဟာမြန်မာနိုင်ငံမှာဒီမိုကရေစီပြန်လည်ရရှိရေးတောင်းဆိုနေကြပေမဲ့လည်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့အစိုးရရဲ့ကြိုးပမ်းမှုတွေကိုမူရှုံချလျက်ရှိကြောင်းစစ်မှန်၍စည်းကမ်းပြည့်ဝသောဒီမိုကရေစီအတွက်ရွေးကောက်ပွဲတွေကျင်းပခြင်းဟာအခြေခံကြပြီးမပြစ်မနေလှုပ်ဆောင်ရမယ့်ကိစ္စရဲ့ဖြစ်တဲ့အလျောက်အထူးစီရင်ခံစားတင်သွင်းသူဆိုသူရဲ့တရားလေ့လာဆန်းစစ်မှုမရှိဘဲလူရဆွဲကောက်ချက်ချမှုအပေါ်မြန်မာနိုင်ငံကပြတ်သားစွာပယ်ချကြောင်းလည်းဖော်ပြထားပါတယ် အထူးစီရင်ခံစားတင်သွင်းသူဆိုသူကနိုင်ငံတကာဥပဒေနဲ့ကုလသမဂ္ဂဗရိညင်စာတမ်းကိုတွေ့ဖယ်ပြီးမြန်မာနိုင်ငံအပေါ်တစ်ဖက်သက်အကြက်ကန်အရေးယူမှုများပြုလုပ်ဖို့အပွဲဝင်နိုင်ငံတွေကိုထပ်မံနှိုးဆော်ခဲ့တယ်လို့လည်းဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမဲ့ Beamstack အစည်းအဝေးတက်ရောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမဲ့ Beamstack အစည်းအဝေးပွဲကိုတက်ရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများကဖော်ပြပါတယ်။ Beamstead အစည်းအဝေးတက်ရောက်ဖို့ April 3ရက်မှ4ရက်ထိဘန်ကောက်မြို့ကိုလာရောက်မည်ဖြစ်ပြီးအဆိုပါအစည်းအဝေးကိုထိုင်းနိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရှိရပါတယ်။ Beamstead အစည်းအဝေးရဲ့6ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်မဲ့ Main Online ဟာထိုင်းနိုင်ငံကိုပထမဦးဆုံးလာရောက်ခြင်းလည်းဖြစ်ပါတယ်။ယင်းအစည်းအဝေးကိုထိုင်းဝန်ကြီးချုပ်ပထုံတန်ရှင်နာဝက်ဒရာကတဘာပတိဖြစ်တာဝန်ယူကျင်းပမည်ဖြစ်ပြီး Beamstead အဖွဲ့ဝင်နိုင်ငံများလည်းတက်ရောက်ကြမည်ဖြစ်ပါတယ်။ Beamstead အဖွဲ့ဝင်နိုင်ငံများမှာအိန္ဒိယ တေရီလင်ကာဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါနဲ့ထိုင်းနိုင်ငံတို့ပါဝင်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့လေကောင်ဗပဲတန်းမြို့မှာရှိတဲ့တိတ်ရှိန်ရွှေဆိုင်ဓမြတိုက်ခံရပြီးရွှေတယ်များပါသွားရင်းနဲ့စစ်တပ်ကကင်းလဲ့နေတဲ့ကြားမှာဓမြတိုက်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့လေကောင်ဗပဲတန်းမြို့နယ်မဟာဗန္ဓုလလမ်းပေါ်ရှေပုံသာလမ်းနဲ့28လမ်းကြားမှာရှိတဲ့တိတ်ရှိန်ရွှေဆိုင်ဓမြတိုက်ခံရပြီးရွှေတယ်ပစ္စည်းများပါသွားကြောင်းရန်ကုန်တိုင်းရွှေကုန်သည်များကပြောဆိုပါရတယ်။ နေ့မက်လ23ရက်နေ့နနက်8:45မိနစ်ဝန်းကျင်အချိန်မှာဗဘဲတန်းမြို့နယ်မဟာဗန္ဓုလလမ်းပေါ်ရွှေဘုံသာလမ်းနဲ့28လမ်းကြားမှာရှိတဲ့အမှတ်900 909အခန်း9မှာဖွင့်လှစ်ထားတဲ့တိတ်ရှိန်ရွှေဆိုင်ကိုလူတချို့ကဝင်ရောက်ဓမြတိုက်ရမှာရွှေတွေတချို့ပါသွားပြီးရင်းမှုနဲ့ပတ်သက်၍ရင်းနဲ့စစ်တပ်ကစစ်ဆေးနေကြောင်းသိရှိရပါတယ်။ဓမြတိုက်ခံရတာမှန်ပါတယ်။ရွှေတွေတချို့ပါသွားတယ်။ ဘလောက်ပါသွားလဲဆိုတာတော့မသိရသေးဘူးဆိုင်ရှင်ကတော့အမှုခင်းနဲ့ပတ်သက်ပြီးလိုက်လုံနေတယ်လို့ရွှေဆိုင်နဲ့နီးစပ်တဲ့ရန်ကုန်ရှစ်ကုန်းတွေကအတည်ပြုပြောကြပါတယ်ရန်ကုန်တိုင်းပပေးတန်း26လမ်းမှာနေထိုင်တဲ့ဒေသခံပြည်သူတို့ကရွှေဆိုင်ဓမြတိုက်ခံရပြီးမှပြည်သူများကသိရှိခဲ့ခြင်းဖြစ်ပြီးနက်နက်စောစောအချိန်ရုတ်တရက်ဝင်ရောက်ဓမြတိုက်သွားခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်လူ၄ဦးလာတိုက်သွားတာလို့ပြောတယ်တိုက်သွားတဲ့အချိန်မှမသိဘူးဓမြတိုက်ခံရပြီးမှသိတာလို့26လမ်းမှာနေထိုင်တဲ့ပြည်သူကရှင်းလင်းပြောဆိုပါတယ် ရန်ကုန်မြို့ကန်တွေရဲ့အဆိုအရရန်ကုန်မြို့လေကောင်မှာယခုရက်ပိုင်းမတ်လ29ရက်နေ့တက်မတော်နေ့အတွက်စစ်တပ်နဲ့ရဲတွေကလုံခြုံရေးများတိုးမြင့်ထားပြီးနေ့ညမရွေလုံခြုံရေးတင်းကျပ်ထားချိန်မှာဓမြတိုက်ခံရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီနောက်တော်လန်ရေးကြီးမြန်စီဖို့မကြာစီဖို့ NUG အနေနဲ့ viewer ပြောင်းမှရလိမ့်မှာဖြစ်ကြောင်းတော်လန်ဘတ်တော်သားကိုတမှုဆွေမှအခုလိုတုံးသက်ထားပါတယ်။ EU အများစုကလူကြားကောင်းအောင်သာ Federal Democracy ဆိုတာကိုအော်ပြနေတာ။ တကယ်တမ်းမှာသူတို့ကဒီမိုကရေစီ မရှိတဲ့ confederate ကိုလိုချင်တာဒါကလည်းသူတို့ကိုအပြစ်တင်စရာအကြောင်းမရှိသူတို့အနေနဲ့ federal democracy ဆိုတာကိုနှစ်ပေါင်း80ကျော်စောင့်ခဲ့ပြီးပြီ NUG ကတော့ federal democracy ကိုအစစ်အမှန်သွားချင်တာလက်တလုံးမှာ EAO တွေနဲ့ NUG ကဘုံရန်သူတူနေလို့ယာယီလက်တွဲနေကြပေမဲ့တချိန်ကျရင် confederate နဲ့ federal democracy ကတေချာပေါက်ထိတ်တိုက်တွေ့ကြအောင်မှာဒါကြောင့်မို့ EAO တွေဘက်ကကြည့်ရင်လက်တလုံးအခြေအနေအရသာ NUG ကိုပေါင်းနေပေမဲ့ Federal Democracy တမားဖြစ်တဲ့ NUG ကိုအခုချိန်ကတည်းကခေါင်းထောင်မလာနိုင်အောင်အင်အားမကြီးလာအောင်နီလန်အမျိုးမျိုးနဲ့လုတ်ကိုလုတ်ထားမှရမယ်။တနည်းအားဖြင့်သူတို့မြင်ထားကြတဲ့ဗမာလူမျိုးကြီးဝါဒကိုခေါင်းထောင်မလာနိုင်အောင်ဗမာပြည်နယ်တွေကိုအစိတ်စိတ်အမောမောဖြစ်အောင်လုတ်ကိုလုတ်ထားမှရမယ်။လုတ်လဲလုတ်နေကြတာပါပဲ။ဥပမာ NUG ရဲ့နေမြေတွေမှာသူတို့ EAO တွေရဲ့ဩဇာကံတပ်ဖွဲ့တွေတီထောင်လာတာမျိုး MOD အောက်က တည်ရင်တွေကိုဖိတ်ထုတ်ပြီးသူတို့ရဲ့ဩဇာကံတီးခြားအဖွဲ့တွေဖြစ်အောင်မြှောက်ပေးလာတာမျိုးတွေ NUG ရဲ့နေမီအတွင်းထိဝင်ရောက်တိုက်ခိုက်ပြီးသူတို့ရဲ့ browser နေမီတွေအဖြစ်ကြိုတင်သွတ်သွင်းထားမဲ့အစီအမံမျိုးတွေဘာလို့အဲ့လိုလုပ်ကြလဲဆိုတော့တော်လန်ရေးပြီးတော့ရင်နိုင်ငံတကာကအတိမတ်ပြုတဲ့ဗဟုအစိုးရဆိုတာ NUG ပဲဖြစ်လာမှာအဲ့ဒီတော့တိုက်လေရင်ဒုံတင့်စစ်တင်းမောတွေဆိုတာကနိုင်ငံတကာကဗဟုအစိုးရကိုပဲရောင်းပေးတာ Confederate ပြည်နယ်တွေကိုဘယ်သူကမှအဲ့ဒါတွေရောင်းပေးလို့မရှိဘူး ဒါကြီးတွေပိုင်ဆိုင်လာရင် Federal Democracy အစိုးရကသူတို့ Confederate သမားတွေကိုလမ်းစဉ်မတူလို့ဇွတ်သွတ်သွင်းပြီးဘုံကျဲအုံမှာပဲဆိုပြီး EEO တွေကတေချာပေါက်တွက်ဆထားကြမှာပဲဒါကြောင့်မို့ NUG အာမကောင်းလာအောင်အပြည့်အဝမပူပေါင်းတာတွေလက်နက်ခဲရန်အပြည့်အဝမကူညီပေးတာတွေ NUG လက်အောက်ခံပြည်မဒေသမှာသူတို့ရဲ့ EEO ဩဇာကံအဖွဲ့ထောင်တာတွေလှုပ်ထားကြတော့မှာကသူတို့ဘက်ကကြည့်ရင်လည်းမမှားပါဘူး ဒါကြောင့်မို့တန်တရာကင်းသောတသားရဲသောမဟာမိတ်ဖြစ်ခြင်းရင် NUG အနေနဲ့ဘ ிய ဟာပြောင်းမှရလိမ့်မယ်။ပြည်မပြည်သူတွေကလည်းအဲ့ဒါကိုသဘောပေါက်လက်ခံမှရတော့မယ်။ NUG အနေနဲ့ Federal Democracy ဆိုတာကိုနိုင်ငံတကာကိုလူကြားကောင်းလောက်အောင်ပဲပြောသင့်ပြီးလက်တွေ့မှာတော့ EAO တွေကိုမင်းတို့လူချင်းနဲ့ Confederate ကိုကျင့်သုံးပါမင်းတို့နဲ့မင်းတို့ပြည်နယ်တွေကပြည်သူတွေကျင့်နေကြရင် ပြီးတာပါပဲ။ငါတို့ကဗဟုဆိုးရဖြစ်တိုက်လေရင်တွေဝယ်ခွင့်ရလာရင်လဲဘယ်တော့မှမင်းတို့ကိုဘုံကျဲမှာမဟုတ်ဘူးအနောက်ရှက်ပေးမှာမဟုတ်ဘူး မင်းတို့ကိုတိုက်မှလည်းမဟုတ်ဘူးတိုင်းရင်သားညီကိုအချင်းချင်းကြားမှာဖြစ်ပေါ်လာအောင်မဲ့နေမီလူစစ်ပွဲတွေမှာလည်းဘယ်ဘက်ကမှငါတို့ဝင်ပါမှာမဟုတ်ဘူးဆိုတာကိုဂရိပြုတ်တင်တယ်အပြန်အလှန်အပြင်ငါတို့ကတော့ပြည်မဒေသတွေမှာဒီမိုကရေစီကျင့်သုံးမယ်ဒေသအလိုက်ဖက်ဒရယ်ယူနစ်ပြည်နယ်တွေအဖြစ်ကျင့်သုံးမယ်ဒါကိုမင်းတို့ဘက်ကလက်ခံပေးရမယ်စကိုင်းမကွေးမန္တလေးအေရဝတီရန်ကုန်နေပြည်တော်ပဲခူးတနင်္သာရီမှာ NUG တက်တွေပဲရှိမယ် တခြားတက်တွေရှိတယ်ဆိုရင်လဲဒေတာဆွဲလူမျိုးဆွဲတက်မျိုးတွေမဖြစ်ရဘူးဘယ်မေယိုးကမှပြီမပြီနယ်တွေအတွင်းမှာဟိုလူမျိုးစုအတွက်ဒီပြီနယ်အတွက်ဆိုပြီးဒဇင်ထောင်တာမျိုးငါတို့လက်မခံဘူးဒီအချက်တွေကိုမင်းတို့ဘက်ကပြန်လက်ခံပေးဘုံရန်သူကိုအမြင့်ဖြတ်ဖို့အတွက်ငါတို့ကိုအပြည့်အဝအကူအညီပေးဆိုပြီးသားရဲရဲတင်းတင်းဂရီပေးဂရီယူမှသာတသားရဲသောမဟာမိတ်ဖြစ်မယ်တသားရဲသောမဟာမိတ်ဖြစ်လာမှတော်လန်ကြီးမြန်မယ်အောင်မြင်မယ် NUG အကောင်းလာမယ်အနည်းဆုံးတော့ ပြည်မဒေတာတွေဟာတူတလူငါတမင်းစစ်ဘရင်လက်အောက်ခံဘဝကိုမကြောက်တော့ပဲပြည်မပြည်နယ်တွေမှာ Federal နဲ့ Democracy ရရှိလိမ့်မယ်။အစိုးရရဲ့ဂရုဆိုတာကနောက်အစိုးရတက်လာရင်ပြောင်းသွားနိုင်တဲ့အတွက်အဲ့ဒီလိုမဖြစ်ရအောင်ပြည်သူတစ်ရက်လုံးကိုယ်တိုင်ကဒါကိုသဘောပေါက်နားလည်ပြီးလက်ခံပေးတဲ့။ဒီတလန်းသာလျင်တော်လန်ရေးမြန်ဖို့အောင်မြင်ဖို့ Democracy စနစ်ကိုကြိုက်ကြသူတွေအတွက်လဲကိုကြိုက်တဲ့ Democracy စနစ်ကိုပြည်မဒေတာတွေမှာပါ ပြန်ရဖို့တခုရဲသောလမ်းဖြစ်နေကြောင်းကြည်ကြည်နက်နက်သဘောပေါက်နားလေကြပြီးအစိုးရနဲ့ထပ်တူဂရုပြုတင်တယ်။ NUCC ဆိုတာတွေပြည်ထောင်စုဖက်ဒရယ်ချာတာဆိုတာတွေဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတာတွေကိုဟန်ပြပဲထားတင်တယ်။အဲ့ဒါတွေကလက်ရှိအခင်းကျင်းနဲ့မကိုက်ညီတော့ဘူး။အနာနဲ့ဆေးလွဲနေပြီဆိုရင်လူနာကတေဖို့ရာကလွဲပြီးကောင်းလာစရာအကြောင်းမရှိဘူး။တသားရဲသောပြည်ထောင်စုကြီးမဖြစ်နိုင်တော့တာကိုတန်းတားပြီးဇွတ်လုချင်နေရင်လဲ ပုံမဆိုးရတဲ့ရက်လက်တွေပဲဖြစ်ပေါ်လာဖို့ကလွယ်ပြီးကောင်းလာနိုင်စရာအကြောင်းမရှိဘူးစီးကြိုဖြစ်လာလို့ခြေမတစ်ချောက်ပုတ်လာရင်ခြေမကိုအတတကြီးဖြတ်ထုတ်ပြလိုက်တာကအကောင်းဆုံးနည်းလမ်းပဲခြေမပြန်ကောင်းလာအောင်မလားတော့မျော်လင့်နေရင်ပေါင်ရင်းကနေဖြတ်ရမယ့်အနေအထားကိုရောက်လိမ့်မယ်ကုမရတော့လို့မြန်မြန်တည်ရတဲ့အနေအထားလဲရောက်သွားပါမယ်ကွန်ဖက်ဒရိတ်နဲ့တွားကျင်နေတဲ့သူတွေကိုဆူဖက်ဒရယ်ဒီမိုကရေစီတွားလုပ်နေရင်နိုင်ငံရေးလမ်းစဉ်မတူကြတဲ့အတွက်တသားတဲ့သောမဟာမိတ်ဘယ်တော့မှဖြစ်မလာဘူးတသားတဲ့သောမဟာမိတ်ဖြစ်မလာတဲ့အတွက် တိုက်တဲ့သူကတိုက်အပြစ်ရတဲ့သူကရက်နားတဲ့သူကနားခြေထိုးခံသူကခံနောက်ကျောကိုဓာတ်နဲ့ထိုးသူကထိုးနဲ့တော်လန်ရေးကနှစ်ပေါင်းများစွာကြာလိုက်အောင်မယ်အခက်မသိရင်လဲရှုံးသွားနိုင်တယ်နိုင်ငံလိုတော်လန်ရေးပြီးသွားရင်လဲ confederate နဲ့ democracy ကထိတ်တိုက်တွေ့ပြီးဆက်ချနေကြရအောင်မှဖြစ်ပြီးမစုံနိုင်တော့တဲ့ပြည်တွင်းစစ်ကြီးဖြစ်နေရလိမ့်အောင်ပဲပြည်မပြည်နယ်တွေမှာလဲ NUG ဘ ഹു အစိုးရအာမကောင်းလာပဲ democracy ဆိုတာလဲရမလာပဲ တူတလူငါတမင်းစစ်ပရင်အကြီးအငယ်နေစားမျိုးစားတွေအုပ်ချုပ်တဲ့စနစ်ထဲမှာပဲကြာရောက်သွားလိမ့်အောင်မယ်။ဒါကြောင့်မို့တော်လန်ရေးကိုမြန်စီဖို့မကြစီဖို့အตาရနေပြီးမှခွက်ခွက်လန်ရှုံမသွားစီဖို့ပြည်မဒေတာတွေမှာဒီမိုကရေစီပြန်လည်ရရှိစီဖို့ပြည်မဒေတာတွေအစိတ်စိတ်မှမှမဖြစ်စီဖို့ဒေတာစစ်ပရင်စနစ်အောက်မရောက်စီဖို့ ။နောင်ဖျားပွင့်တဲ့အထီတောင်ပြီးဆုံးမှာမဟုတ်တဲ့ပြည်တွင်းစစ်ကြီးမကြုံရစေဖို့ဆိုရင်ဒီနီလန်တိုင်းရဲရဲတင်းတင်းပြက်ပြက်တားတားဂတိပေးဂတိယူကြုံကလွဲပြီးတခြားနီလန်မရှိတော့ဘူးလို့ကျွန်တော်ထင်ပါတယ်လို့យေတာထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။